္ဂလာပါရှင်။နိုဝင်ဘာလ24ရက်တနင်္လာနေ့ရင်ရွှေငုံရဲ့ရှန်ကုန်တခွေသတင်းစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုတင်နန်းကျောင်းတို့ကြီးစုစစ်ဆေးတဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဖွဲ့ချုပ်ကြီးထွန်းထွန်းတော်သည်နိုဝင်ဘာ22ရက်နေ့နေ့7နာရီကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတို့မြို့နယ်ရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုတင်းနန်းကျောင်းသို့ရောက်ရှိကာအောင်ဆန်းခမ်းမာတွင်တင်းနန်းကျောင်းရှိအရာတန်းအမှုတန်းတရာကိုဦးနှင့်ပြည်ထောင်စုတိုင်းသားလူငယ်များဆွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်စင်ကျောင်းသားကျောင်းသူ139ဦးတို့အားတွေ့ဆုံ၍အမှာစကားပြောကြားပြီးတင်းနန်းသားများနှင့်ဝန်ထမ်းမိသားစုများအားအခြေခံစာကုန်များနှင့်ထောက်ပံ့ဝန်များပေးအပ်ခြင်းကြောင်းသိရပါသည်အဒီနောက်တင်းနန်းသားတင်းနန်းသူများ၏ ့အိတ်ဆောင်များစားရိတ်သားနဲ့စပိုဆောင်များဝန်ထမ်းနဲ့အိမ်လမ်းကမ်းများသုံးတက်ရုံအဆောက်အုံရှိစာကြည့်တိုင်းနဲ့စာသင်ခန်းမအားလက်လေကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များဖြည့်ဆည်းဆောင်ပေးကြောင်းသိရပါရရှင်ဆက်လက်တင်ဆက်ပေးမှာကတော့အလုံခရိုင်အလုံမြို့နယ်တွင်2024-2025ပညာသင်နှင့်ပညာရေးကျွမ်းစုချင်းမြင့်ကျင်းအခမ်းအနားကျင်းပတဲ့တင်အလုံမြို့နယ်အမှတ်လေးအခြေခံပညာထပ်တန်းကျောင်းတိရိယတနာခန်းမတွင်2024-2025ပညာသင်နှင့်လူရည်ကျွမ်းများတက္ကသိုလ်ဝင်စာမွေးကွန်တူရာကျောင်းသားကျောင်းသူများနှင့်ထူးခ ွန့်ကြောင်းသားចောင်းသူများကုန်ပြည့်ချင်းမြွေအခမ်းအနားကိုနိုဝင်ဘာ23ရက်နေ့နက်ပိုင်းကကျင်းပကြောင်းသိရပါတယ်။အခမ်းအနားတွင်ចောင်းသားចောင်းသူများကဗတ်ဆုံပညာကိုရည်တူလမ်းကြည့်တခြင်းဖြင့်ဖွင့်လှစ်ပါတယ်။အဲဒီနောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲကူကကုန်ပြည့်စကားပြောကြားပြီးတာဝန်ခံ ခရိုင်ပညာရေးမှူးဒေါခင်ချောစုလိုင်းက အမစကားပြောကြကကျောင်းကြီးတော်ဆစီတော်ကကျေးဇူးတင်စကားပြောကြပါရတယ်။အဲဒီနောက်ဘုဟုအစ်စ်လူရည်ကျွန်းကျောင်းသားကျောင်းသူများတက္ကသိုလ်ဝင်ဆမ်မူဝဲဂုံတူရကျောင်းသားကျောင်းသူများကျောင်းကုန်ဆောင်ဆုရကျောင်းသားကျောင်းသူများအားတာဝန်ရှိသူများကအထူးကျင့်စများကို၎င်းကျောင်းကြီးတော်ဆစီတော်အားကျောင်းနေပတ်ဆောင်ဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်နိုင်မှုထူးကျင့်စုအား၎င်းဂုံတူရရှိအောင်တင်ကြားပေးတော်ဆရာဆရာမများအားဂုံပြုစုများကို၎င်းစာမေးပွဲများတွင်အောရီအစဉ်ဖြင့်အောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူများအား၎င်း တာဝန်ရှိသူများကဆူများချီမြင်ကြပြီး Grade 10, Grade 11ကျောင်းသားကျောင်းသူများကစာတိမှန်တခြင်းဖြင့်တည်ဆူဖြိုပေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုရောအေရာကပြပူလာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့ National ICT Award 2025 Education Project Scale Competition ခရိုင်ဆင့်ပြိုင်ပွဲများကျင်းပတဲ့တွင်ပညာရေးဝန်ကြီးဌာနတကုံမျိုးတက်ခရိုင်ပညာရေးမှုယုံကကျင်းပကျင်းပတဲ့2025-2026ပညာသင်နှင့် National ICT Award 2025 Education Projects K Competition ခရိုင်အဆင့်ပြိုင်ပွဲကိုလွေမား22ရက်နနေ7နာရီကဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အမှတ်1အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပကြောင်းသိရပါတယ်။အဆိုပါပြိုင်ပွဲများတွင်ဒဂုံမြို့သစ်ခရိုင်တွင်မှအထက်တန်းအဆင့်ကျောင်းသားကျောင်းသူများကကွန်ပျူတာစကေးပြိုင်ပွဲတွင်3ဦး12ဖွဲ့ Education Projects K ပြိုင်ပွဲတွင်အထက်တန်းအဆင့်ဆရာဆရာမှအဖွဲ့၅ဖွဲ့တို့ဖြင့်ပါဝင်ရှင်ပြိုင်ကြရာရှာကွန်တိုင်းဒေသကြီးကွန်ပျူတာဝါဒနာရှင်အသင်းဥက္ကဋ္ဌဦးထေလင်းခရိုင်ပညာရေးမှူးဦးငေသူရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစန်းလွင် မြို့နယ်ပညာရေးမှူးတာဝန်ခံအမနစ်ခြေခံပညာထက်တန်ကျောင်းကျောင်းဆရာကြီးဦးလာထံမောရနှင့်တာဝန်ရှိသူများကလှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရပါဗျ။ပြိုင်ပွဲများကိုနိုဝင်ဘာ22ရက်နဲ့23ရက်တို့တွင်ရှင်ပြိုင်ကြပြီးအနိုင်ရရှိသူများကတိုင်းစင်ဆက်လက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့တသန့်အေးကပြပူလာတာပါ။နောက်ထပ်တင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်နှူစားနွားမွေးမြူရေးလုပ်ငန်းနှင့်အသာတူဝက်မွေးမြူရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းနေမှုကိုတာဝန်ရှိသူများကွင်းဆင်းကြည့်ရှုတဲ့သတင်း။ရှမ်းကုန်းတိုင်းဒေသကြီးတိုက်ကြီးမြို့နယ် တွင်ဒေသတွင်အသားစားသောမှုဖူလုံစေရည်ရွယ်၍ လူစားနှောင်းမွေးမြူရေးလုပ်ငန်းနှင့်နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့်အသာတိုးဝက်မွေးမြူရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းနိုင်မှုများကိုလူဝေမာ23ရက်နေ့နောက်ပိုင်းကခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသူအောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးခင်မောင်စုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမြို့နယ်ဦးစီးမှုနှင့်ရက်ခွက်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုများပါဝင်သောအဖွဲ့နှင့်တာဝန်ရှိသူများကကွင်စင်စစ်ဆေးကြောင်းသိရပါသည်။အဲ့လိုကွင်စင်စစ်ဆေးရာမှာတာခွက်ကြေးရွာအုပ်စုလာသာကုန်ကြေးရွာနှင့်ဦးကျလာခေါ်တန်းမောင်၏လူစားနှောင်း60ကောင်စိတ် ်25ကောင်၊ဘင်ငန်25ကောင်ဝင်းမြူထားရှိမှုအားလကောင်မလေးရှားဝိုင်းကျေးရွာအုပ်စုပိနေပင်ကျေးရွာတွင်ဝင်းမြူနေကုသရေးဦးစီးဌာနရဲ့နိုင်ငံစီပွားမြင့်တေးရန်ပုံငွေဖြင့်အသားတဝက်ဝင်းမြူထားသောဦးစော်ဝင်းရဲ့အသားတဝက်240ကောင်ဝင်းမြူထားရှိမှုအခြေအနေများအားလကောင်ကွင်းစင်ကြည့်ရှု၍လိုအပ်သည့်များကိုသက်ဆိုင်ရာဌာနနှင့်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဝီရီကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပြမှာကတော့မော်ဘီမြို့နယ်တွင်ဘန်ကင်းစီမံချက်သုံးဆောင်ရွက်တဲ့သတင်း ရှမ်းကုန်တိုင်းဒေသကြီးမော်ပီခရိုင်မော်ပီမြို့နယ်တွင်ရှိရက်ကွက်ကြီးရွာများတွင်လွန်မ22ရက်နေ့နေ့ပိုင်းကမြို့နယ်လူဝင်မှုကြီးကြပ်ရေးနေပြည်သူ့အင်အားဝင်ကြီးဌာနမြို့နယ်ဦးစီးမှုဦးဝင်းမြတ်ဆွေနှင့်ဝန်ထမ်းများက မော်ဘီမြို့နယ်နိုင်ငံသားစစ်ကြီးကပ္ပားမရရှိသေးတဲ့မြန်မာတိုင်းသားလူမျိုးနွယ်စုများအားကန်ဆောင်တဲ့နိုင်ငံသားစစ်ကြီးကပ္ပားနဲ့အိမ်အောင်စုလူရည်စင်ထုတ်ပေးခြင်းကိုပန်းကင်းစီမံချက်သုံးဖြင့်အင်ဂျင်ကုန်းကြီးရွာမြောင်းတကာကြီးရွာရွှေမြတ်ရကြီးရွာများတို့အဖွဲ့များခွဲကပြည်ပြင်ကွင်းဆင်းဆောင်ပေးကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဝင်းစောကပြပူလာတာပါ။ပြည်သက်များရှင်ရှယ်ကိုရဲ့ရှယ်ကိုထွေးသတင်းစုံလင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။